တမနစ်မှာလူနဲ့ဥဟာအသေးယောဂာနဲ့အသက်ဆုံးရှုံးနေရပါတယ်ကျွန်တော်အသေးရဲ့ချစ်ဆရာကောင်းတဲ့တစ်ချက်က90ရာခိုင်နှုန်းလောက်ပျက်စီးနေတာတောင်သူရဲ့နေတတူဝအလောက်ကလေးတွေကိုမပြစ်အောင်လှုပ်ပေးနိုင်တယ်ဒီတကွာကြီးမှာကိုကျွန်တော်တို့ပြောနေတဲ့အချိန်မှာတမနစ်မှာလူနဲ့ဥဟာအသေးယောဂာနဲ့အသက်ဆုံးရှုံးနေရပါတယ် နော်ကျွန်တော်တို့ဒီမှာထိုင်နေလူတွေမပါပေမဲ့တကဘာလုံးနဲ့တွေ့လိုက်တမနစ်မှာ၂ယောက်စက္ကန့်30မှာ၁ယောက်ဆိုတော့အင်မတန်များပြားတဲ့နှုံထားပါအဲ့တော့အရက်နဲ့အသက်ပေါ့အရက်နဲ့တရားကျွန်တော်ချင်းဖိုးကြီးပြောတယ်လို့ပါပဲနော်ချင်းဖိုးကြီးကပြောတယ်ကောင်းလေးတွေကောင်းလေးတွေရက်ဆွဲတယ်ဆွဲတယ်နဲ့ငါနေတိုင်းတောက်တာတစ်ခါမှမဆွဲပါဘူးလေဆိုင်ရောနာအရာကြီးပြောတာဟုတ်ပြီအရက်နဲ့အသက်နဲ့ဆိုရင် ောက်လိုက်တဲ့အရက်တောက်လိုက်တဲ့အရက်တည်းမဟုတ်ကျွန်တော်ဗစက်သေးကိုထည့်လိုက်တဲ့အရာမှန်သမျှအစားတောက်ပဲဖြစ်ဖြစ်ဟာရအတံပိုးရှိတာပဲဖြစ်ဖြစ်အပျော်စားတာပဲဖြစ်ဖြစ်ဆေးဝါးပဲဖြစ်ဖြစ်ဆေးမီတို့ပဲဖြစ်ဖြစ်အရက်ပဲဖြစ်ဖြစ်အကုန်လုံးဟာတစ်အသေးကိုဖြတ်ပါတယ်အဲ့အသေးကခန္ဓာကိုယ်အတွက်အစိတ်အတော့မဖြစ်အောင်အဲ့ဒါကိုဓာတ်ပြုเนาะကျွန်တော်တို့ဟိုဓာတ်ပြုပြီးတော့ ခြေဖြတ်ပြီးတော့မှခန္ဓာကိုယ်အနှံ့မှာတုံးရပါတယ်။အဲဒါတောက်လိုက်တဲ့အရက်ကပထမဆုံးဝင်ပြီးစောင့်နာကတော့အသေးပဲဖြစ်ပါတယ်။တောက်တာများလေနော်သူကအသေးကသူကအရက်ကိုခြေချက်နိုင်စွမ်းကတနာရီမှာ1 unit ပေါ့နော်။1 unit ဆိုတာ whisky ဆိုရင်ကျွန်တော်တို့နော်30 cc ကျွန်တော်တို့ wine ဆိုရင် 100cc ပေါ့ အဲ့လိုမျိုး BR ဆိုရင်185%ဆက်ပေါ့နော်အဲ့ဒီလိုလေးတယူနစ်လို့သတ်မှတ်ထားတယ်။ဘာကြောင့်လဲအသေးကတဏှာယူတယူနစ်ပဲသူကခြေဖြတ်ပေးနိုင်တယ်။အဲ့တော့တဏှာယူတယူနစ်ထဲပို့ပြီးတောက်မယ်ဆိုရင်အဲ့အရက်ကအစိုက်တော့မဖြေရသေးဘူး။တွေးတဲ့ကနေခန္ဓာကိုယ်အရက်အတိုင်းလှက်ပတ်နေတာဖြစ်တဲ့အတွက်ခန္ဓာပြောတယ်မူဝေဝေတွေရည်ရမင်းစည်းစိမ်တွေ များတော့ရင်လရမင်းစိန်ထိဇက်တိုက်ခန်းစားရတာဖြစ်ပါတယ်အဲ့တော့အသေးကဘာလို့ ਆ လဲအရက်ကိုဖြစ်ရများများတော့ရင်များများခြေဖြစ်ရတယ်ကြာကြာတော့ရင်ပိုပြီးတော့ခြေဖြစ်ရတယ်အဲ့တော့သူ့မှာဝင်လာပြီတဲ့အခါမှာသူဒီအလုတ်ကို နော်ကျွန်တော်အသေးရချစ်ဆရာကောင်းတဲ့တစ်ချက်က90ရာခိုင်နှုန်းလောက်ပျက်စီးနေတာတောင်သူရဲ့ net တူတူဝအလောက်ကလေးတွေကိုမပြစ်အောင်လှုပ်ပေးနိုင်တယ်အဲ့ဒီလောက်ထိသူ့မှာစွမ်းအားကြီးမာတယ်ဒါပေမဲ့နေ့စဉ်နှိမ့်ဆက်နေတဲ့အရက်နဲ့ဟောဒါမှမဟုတ်နေ့စဉ်တစ်ချိန်လုံးဒီဘီဘိုးစီဘိုးကနှိမ့်ဆက်နေတဲ့အစီတွေတက်နေတယ်ဆိုရင်တော့နှစ်ရှည်လာတဲ့ခါမှာဒီတဲ့ဟာယိုယွင်းလာပါတယ် ဒါကြောင့်လည်းအသက်ယောဂသမားတွေကအသက်40 50ပတ်ဝန်းကျင်ပြောမယ်ဆိုရင်ဘဝအတွက်ကျွန်တော်ကြိုးစားလာကြတဲ့များတွေထိတ်ဆုံး ရောက်ခဏီထိတ်ဆုံးရောက်နေတဲ့အချိန်မှာအသက်အားစပြီးပေါက်လာတာဖြစ်ပါတယ်အသက်အားစပြက်ပြီးဆိုတာနဲ့ပြန်ပြီးနလန်ထူဖို့ဆိုတာတော်တော်လေးခက်ပါတယ်ပြတော်တော်ကြိုးစားပါတယ်မဖြစ်ဘူးလို့မပြောပါဘူးတော်တော်ကြိုးစားပါတယ်ဟိုမလွန်သေးရင်ပေါ့နော်အဲ့တော့ ပြန်ပြရမယ်ဆိုရင်တော့အရက်က အသေးသေးအရက်နဲ့ဟာတိုက်ရိုက်ဆက်နွယ်မှုသူရှိနေပါတယ်။ဘာကြောင့်လဲဒီအရက်ကနော်ကျွန်တော်တို့ဒီအသေးရဒီအရက်ကို အစိတ်တော့ဖြည့်ပြရတယ်။ဘယ်အရက်တမမအရက်ဆွဲတယ်လို့လက်မခံ။မိန်းကလေးကနှစ်ခွက်တော့အန်တရရှိတယ်။အဲ့တော့မိန်းကလေးကအရက်နဲ့ပတ်သက်လာရင်ပို့ပြီးတော့ယောဂါကိုပြင်းပြင်းထန်ထန်စောစောစီစီခံစားရတယ်။